ဟယ်လိုအလုံးမင်္ဂလာပါခင်ဗျာဆိုတော့ကျွန်တော်တို့လစ်ဗာပူးအသင်းကတော့ဒီအာဒီမှာပရီးမီးယားလိချန်ပီယံဖြစ်ဖို့နှစ်ပွဲသာလိုပါတော့တယ်ဆိုတော့အဲ့ဒီနှစ်ပွဲထဲမှာအရင်ဆုံးရှင်းပြန်ကစားမယ့်ပွဲစဉ်ကတော့ဒါလက်စတာစီးတီးအသင်းနဲ့တနင်္ဂနွေနေ့ည10:00နာရီမှာဆိုလို့ရှိရင်တော့လက်စတာစီးတီးသင်းရဲ့အိမ်ကွင်းကင်းပါဝါစတီဒီယံမှာတွားရောက်ရှင်းပြန်ကစားရမှာလေဖြစ်ပါတယ်ဆိုတော့ချန်ပီယံဖြစ်ဖို့ခြေနှလမ်းပဲလိုပါတော့တယ်လက်စတာကိုအနိုင်ကမ်းပဲပြီးရင်အိမ်ကွင်းအန်ဖီးမှာ တော်ရန်ဟော့စပါတင်းကိုအနိုင်ကမ်းပဲရမှတ်6မှတ်ရရှိုံနဲ့တင်လက်ကျန်ပွဲစဉ်တွေကိုလှည့်ကြည့်စရာမလိုပဲနဲ့ကျွန်တော်တို့လီဗာပူးတင်းကတော့ DRD ရဲ့ပရီးမီယာလိချန်ပီယံဆုကလာကြီးကိုစကူးနိုင်တော့မှာလည်းဖြစ်ပါတယ်ဆိုတော့ Leicester City အသေးနဲ့ပွဲအကြောင်းလေးကိုပေါ့နော်ကျွန်တော်တို့ပြောကြရအောင်ဆိုတော့ဒီပွဲစဉ်ကတော့ပွဲစဉ်33အဖြစ်ရှင်ပြိုင်ကစားမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်ဆိုတော့ Leicester City အသင်းကတော့ အလုံးကြီးကြတဲ့အတိုင်းပဲပေါ့နော်ဒီရာဒီမှာဒါတန်းဆင်းရဖို့ရာဂိုင်နှုန်းတော်တော်လေးများနေပြီပေါ့နော်ရာဂိုင်နှုန်းများနေပြီလို့ပြောလို့ရတယ်အဲလက်ရှိမှာဆိုလို့ရှိရင်တော့ရက်လက်ပိုင်းတွေတော်တော်လေးဆိုးဝါးနေတာမျိုးရှိတယ်ဆိုတော့နောက်ဆုံးရှစ်ပိုင်းကစားခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်လေး၄ပွဲရှုံးပြီးတော့အဲနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ Brighton ကို2-2ဆိုတဲ့တေရလက်မျိုးထွက်ပေါ်အောင်တော့ကစားထားနိုင်တာမျိုးရှိတယ်။အဲနောက်တစ်ချက်က Leicester City တင်ရတန်းစင်းသွားပြီလို့ပြောလို့ရတဲ့အနေထားမှာရှိပေမဲ့တိခါပိုင်းအရကစားမှာဖြစ်တဲ့အတွက် ကင်းပါဝါစတူဒီယံကတော့ကျွန်တော်တို့တော့ခက်ခဲအောင်မယ်ကျွန်တော်တို့လုံးဝ short တွက်လို့မရဘူးနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လစ်ဗာပူးအတင်ရတာယော့တီယော့ရဲလေးတွေနေပေါ့နော်အာကစားပုံမျိုးလေးတွေကိုတွေ့ရပြီးတော့ရလက်ပိုင်းလေးတွေကမနေကောင်းအောင်ပေါ့နော်ဒါပြန်ပြီးလုံယူနေရတဲ့အနေထားမျိုးလေးတွေမှာရှိပါတယ်ဆိုတော့နောက်ဆုံးရှင်းမဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေဝဆန်းတင်းတဲ့ပွဲစဉ်မှာကျွန်တော်တို့ဒါ2-1ဆိုရဲရလက်မျိုးနဲ့ပေါ့နော်ကန်ကောင်းလို့ဒါနောက်ကျချီပါကူးနဲ့ဖာဂျေဖန်တားရဲ့ပေါ့နော်ဒါ အာအနိုင်ကိုနေပေါ့နော်အနိုင်ရရှိခဲ့တာမျိုးရှိတယ်ဆိုတော့နောက်ပိုင်းပွဲစဉ်တွေမှာကစားသမားတွေအနေနဲ့တရားဒီလုံးရုန်းကန်လာတဲ့အနေထားလေးတွေမှာပွဲပန်းတဲ့ပြဿနာမျိုးလေးရှိတယ်အအောင်ဆူဆိုင်မှုအနေငယ်ယောနေလာတာမျိုးလေးတွေနဲ့အာကစားပုံကပေါ့နော်တူချင်းဆက်ဆောင်ရေးပိုင်းကအနေငယ်ကြဆင်းလာတာမျိုးလေးတွေရှိတဲ့အတွက်ပေါ့နော်အာဒီပွဲစဉ်ကပေါ်ဆာလို့မရဘူးပြီးတော့ဒီပွဲစဉ်ကအတင်းကောင်းဆောင် virtual ပြောသလိုကျွန်တော်တို့ liverpool အတင်းလှုပ်ရှားရှိတာက6မှတ်ရယူဖို့ဖြစ်တဲ့အတွက်နှစ်ပွဲကိုပဲ အာယုံဆိုက်ရမှာအာယုံဒီပြန့်လွင့်နေစရာမလိုဘူးဒီလက်စတာပွဲရဲ့စပါတင်နဲ့ပွဲစဉ်ရဲ့ပေါ့နော်နှစ်ပွဲတည်းကိုပဲလုံးဝအောင်ဆိုက်ရမယ့်အနေအထားဆိုတော့ကျွန်တော်တို့ဇာသမားတွေအနေနဲ့ဒါလုံးဝအာယုံပြန့်လွင့်လို့မရဘဲနဲ့ပေါ့နော်ဒါ physical ဘိုင်းရော mental ဘိုင်းရောနှစ်ပွဲအတွက်ရှိသမျှ energy အကုန်သုံးပြီးတော့အဲကစားဖို့လိုပါတယ်ဆိုတော့ဒီရသည်ပထမအကြော့ Leicester အဲကျွန်တော်လီဗာပူးအသင်းရဲ့အိမ်ခွင့်မှာပေါ့နော်ကျွန်တော်လီဗာပူးအသင်းကဒါ3-6ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့ပါတယ် ဆိုထိတိုက်တွဲဆုံမှုတွေအရာလဲကျွန်တော်တို့လစ်ဗာပူးအသင်းကအသင်းကြီးဖြစ်တဲ့အတွက်ကိုအသာစီးရရှိထားတာမျိုးရှိပါတယ်ဆိုနောက်ဆုံးတွဲဆုံခဲ့တဲ့လက်စတာကွင်းမှာဆိုလို့ရှိရင်လဲကျွန်တော်တို့ဒါ3စီးနဲ့နိုင်လာတာမျိုးရှိတယ်ထူးခြားတာတစ်ခုကနောက်ဆုံးနှစ်ကြိမ်တွဲဆုံမှုမှာလက်စတာစီးတီအသင်းကိုကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမားကတ်တဂျုံကဂိုးသွင်းယူလေအဲဂိုးသွင်းယူထားတာမျိုးရှိတယ်ဗောနော်နှစ်ကြိမ်စလုံးကိုဒီတစ်ကြိမ်မှာရောအာကျွန်တော်ရဲ့ကတ်တဂျုံအနေနဲ့လက်စတာစီးတီအသင်းကိုဗောနော်ဒါဂိုးသွင်းယူနိုင်မလား ထပ်ပြီးတော့ဗောနော်စိတ်ဝင်စားဖို့ကျွန်တော်စောင့်ကြည့်ရမှာလေဖြစ်ပါတယ်ဆိုတော့ injury ဇာတ်မလေးတွေအကြောင်းပြောအောင်ဗောနော်ဆိုတော့ Leicester City ဘက်ကတော့ Tyson Mu Edward နဲ့ Fortaleza ကတော့ injury ကြောင့်ဒီပွဲစဉ်ကိုလွဲချော်မယ်အဲကျွန်တော်တို့ Liverpool အသင်းဘက်ကတော့ Trent Arnold Trent Arnold ကလည်းဒီပြကြီးဒီ Anslot ဗောနော် press conference မှာပြောခဲ့တဲ့အတိုင်းပဲသူ့အနေနဲ့အသင်းရဲ့ legend အစီအစဉ်မှာပြန်ပါလာပြီဆိုပေမဲ့ပွဲထွက် ဖို့အတွက်လုံလောက်တဲ့ကြံ့ခိုင်မှုမျိုးမရှိသေးတဲ့အတွက်ကိုရန်ကုန်မှာပဲထိုင်ရအောင်မှာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကို Trump အားလို့ချိန်သေးပေါ့လွဲချော်မယ်အာပြီးရင် Senior Alma ကြီး Gomez အာ Thailand Motono ကတော့ injury ရရှိနေသေးတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုလွဲချော်မှာလည်းဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဖြစ်နိုင်မွေ line နဲ့လေးခံမှန်းကြည့်ရအောင်ပေါ့နော်ဆိုတော့ Ancient က Leicester ဆိုတော့ Leicester City တင်းရဲ့လူစဉ်လေးအကြောင်းကိုကျွန်တော်အရင်ပြောကြည့်ရအောင်ပေါ့နော်ဆိုတော့ဒါအာနီပြရူဗန်နစ်စတရိုင်းနေနေကတော့ထုံးစံတိုင်းတ၄နှစ်၃တိဆိုရဲအဲကစားကွက်နဲ့ပဲပေါ့နော် ကင်းပါဝါမှာလီဗာပူးတင်းကိုယင်ဆိုင်လာဖို့ရှိတယ်စထရိုက်ကာနေရာမှာကတော့ဝိုင်းတိုက်စင်ဖို့ကြီးဂျေမီဗာဒီပဲပွဲထွက်လာဖို့ရှိတယ်တောင်ပိုင်းဘက်မှာကတော့မတီးယားနဲ့ MVDD ပွဲထွက်လာဖို့ရှိပါတယ်ကွင်းလယ်မှာကတော့ MDD နဲ့ဆူမာရီပွဲထွက်လာဖို့ရှိတယ်အဖူဘတ်တီမှာကတော့ဂျက်စတင်သောမတ်နောက်ခလူနေရာမှာဆိုလို့ရှိရင်တော့ခေါ်ဒီနဲ့အိုကိုလီပွဲထွက်လာဖို့ရှိတယ်ဂိုဒမာကတော့ဟန်မန်ဆန်ဟုတ်ကဲ့ပါကျွန်တော်တို့စောင့်ကြည့်ရမှာကတော့ဒါဝိုင်းတိုက်စင်မူကြီးဂျေမီဗာဒီယိုတော့တစ်ချက်စောင့်ကြည့်ရမှာမျိုးလေးရှိတယ် ောက်တစ်ချက်ကပထမအကြော့တုံးကကျွန်တော်တို့အင်ဂွေအန်ဖီးမှာကစားရတယ်ဆိုပေမဲ့ Leicester City ကိုဂိုးပြတ်နိုင်တယ်ဆိုပေမဲ့ကျွန်တော်ခက်ခက်ခဲခဲနဲ့အနိုင်ရရှိတာမျိုးလေးရှိတယ်။အဲ Leicester City အသင်းတည်လဲတူးချင်းဆွတ်ဆောင်ရင်မြင်မာတဲ့ကစားသမားတွေပေါ့နော်။ရှိနေတာမျိုးလေးရှိတဲ့အတွက်ကိုဒါကောင်တာတွေကနေတစင်ကျွန်တော်တို့ရဲ့အားနည်းချက်တွေပေါ့နော်။ကျွန်တော်လီဗာပူးအသင်းရဲ့နောက်တန်းအားနည်းချက်တွေကိုဒုက္ခပေးနိုင်တာမျိုးလေးရှိတယ်။အဲတောင်မန်ကစားသမားဒါမတ်တီးယားတို့ MVD တို့ကလည်းတကယ်ကိုကောင်းတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီကစားသမားတွေလည်းကျွန်တော်တို့ short တွက်လို့တော့မရဘူးတန်းစင်းစုံတွေကအသင်း အတန်းဆင်းမှုရာခိုင်နှုန်းများတယ်ဆိုပေမဲ့ကျွန်တော်တို့အနေနဲ့ဒီပွဲစဉ်ကဒါဖလားလူပွဲလိုမျိုးပေါ့နော်ဒါ final ပွဲစဉ်တပွဲလိုမျိုး semi final ပွဲစဉ်တပွဲလိုမျိုးကစားမယ့်ပွဲစဉ်ဘာဖြစ်လို့ဆိုတော့စပါးတင်းနဲ့ကစားမယ့်ပွဲစဉ်က final အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ဒါ premier league ဖလားကြီးအာရရှိမှာဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်ကို semi final ပွဲစဉ်လို့တော့တင်စားခြင်းပါတယ်လက်စတာဆိုတော့ညာလေကျွန်တော်တလီတစားနေပေါ့နော်အ အာဖိဖိစီစီကစားဖို့လိုအပ်နေတာမျိုးရှိတယ်။ဆိုတော့ကျွန်တော်တို့လစ်ဗာပူအသင်းဘက်ကတော့တေးကြတဲ့တိုက်စစ်ပွဲမှာမွန်ချက်တိုက်စစ်မှုလေးယူတာကိုပဲတုံးလာဖို့ရှိတယ်။တောင်မန်နီမာကလည်းမူဆာလာနဲ့အာလူချိုပဲအသုံးပြုလာဖို့ရှိတယ်။နံပါတ်တန်းနေရာမှာဆူမိုစလိုင်းကွင်းလေဒီမှာကတော့ဂရာဗီနဲ့မာကာကိုပဲတုံးလာဖို့ရှိပါတယ်။ဆိုတော့နောက်ခံလူရည်နေရာမှာဆိုလို့ရှိရင်လည်းထရမ့်မပါဝင်နိုင်တာဖြစ်တဲ့အတွက်ကိုကော်နာဘရက်လီလီ အာအကောင်းဆုံးပုံစံကိုပေါ့နော်သူအနေနဲ့ပြသဖို့အခွင့်အရေးရပါတယ်ဒီပွဲစဉ်မှာပေါ့နော်ခနာပရလီတစ်ဖက်မှာပွဲထွက်လာမယ်တစ်ဖက်မှာကတော့ရိုဘိုပဲပွဲထွက်လာမယ်စန်တာဘောက်မှာကတော့ခုနဒေးနဲ့အတင်းကောင်းဆောင်ဗာဂေဗန်အာဗာဂျေဗန်တိုက်ပေါ့နော်ပူပူနွနွတတန်းတိုးရတဲ့အာကျွန်တော်တို့ရဲ့အတင်းကောင်းဆောင်ကြီးပေါ့နော်ဂိုသမားကတော့စီနီယာဂိုသမားကြီးရဲ့စီနီယာဂိုသမားကြီးအလစ်ဆန်ဘက်ကပဲပွဲထွက်လာမှာပဲပွဲထွက်လာဖို့ရှိပါတယ်ဆိုတော့ကျွန်တော်လီဗာပူးအတင်းကတော့ဒါအပြောင်းလဲအများကြီးမရှိဘူးအာတစ်ချက်ကြီးစရာရှိတာကတော့ဒုတိယပိုင်းမှာကျွန်တော်တို့ဒါ အပထမပိုင်းမှာသာဂိုးပြတ်အနိုင်ရရှိခဲ့မယ်ဆိုလို့ရှင်တော့ဒုတိယပိုင်းမှာဒါကတိဂျုံတို့ပြီးရင်ခေါ်ဒီကာပိုတို့မင်နာယီတို့အန်တိုတို့ဝင်လာမလားပေါ့နော်ပြီးရင်တို့တို့တွေရဲ့ခြေစွမ်းကိုလည်းကျွန်တော်တို့အာကြည့်ကျင်တာမျိုးလေးရှိတယ်ပေါ့နော်ပြီးရင်ဟာဗီအီလီယိုလေးကိုလည်းမမြင်ရတာကြာပြီဖြစ်တဲ့အတွက်ဟာဗီကိုလည်းအာမြင်ကျင်တာမျိုးလေးရှိပါတယ်ဖြစ်နိုင်ရင်ကြံ့ခိုင်မှုပြေဝိုင်းခေစာအုပ်တော်မှာပေါ့နော်ဒုတိယပိုင်းမှာမြင်ကျင်တာမျိုးလေးရှိတယ်ဒါကတော့လီဗာပူးဖန်တယောက်ရဲ့ပေါ့နော် အဲခန်းစားချက်ပေါ့ကိုသိရင်ကစားသမားတွေကိုတပွဲထဲမှာအကုန်လုံးကန်တာကိုမြင်ကျင်တဲ့အဲခန်းစားချက်မျိုးလေးတော့ရှိပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါအကျော်ပေးမှုလေးကြီးလိုက်ရအောင်။အကျော်ပေးမှုကြီးရမယ်ဆိုလို့အကျော်ပေးမှုကြီးမယ်ဆိုရင်တော့ဒါလီဗာပူးတင်းကအဝေးဝန်းဖြစ်ပေမဲ့လည်းဒါဥရောပ JA အဲ Leicester City က12ဆလောက်ပေးရတာဖြစ်တဲ့အတွက်အဲ Leicester City အနိုင်ရရှိဖို့မဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့နော်။ကျွန်တော်လီဗာပူးအတင်းကအဝေးဝန်းဖြစ်ပေမဲ့1.5 20လောက်ပဲပေးရတာဖြစ်တဲ့အတွက်ကိုအာရှကြီးနဲ့ချိန်ကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်ထင်တာနှလုံးသွင်းမှ90နိုင်နှလုံးသွင်းမှ80နိုင်အဲ့လောက်ဝင်းကျင်လောက်ပဲပေါ့နော်ကြေးကျော်ပေးလာဖို့ရှိတယ်ဒါကလည်းအာအစင့်တစ်ကအတင်းနဲ့တန်းစင်းစုံကအတင်းနဲ့ကွာဟမှုရှိနေတဲ့အတွက်ပေါ့နော်ဒီလိုမျိုးအကျော်ပေးလာတဲ့အကျော်ပေးလာနိုင်တာမျိုးလေးရှိပါတယ်ဆိုတော့ကျွန်တော်တို့ဘဘူးအတင်းနိုင်ရရှိမဲ့ရခိုင်တော့တော်တော်လေးများပါတယ်မဖြစ်မနေဒီပွဲစဉ်ကလည်းအာ အနိုင်ရဖို့လိုအပ်နေပါတယ်ဆိုတော့ဒီပွဲစဉ်ပြီးရင်လည်းကျွန်တော်ရှေ့ကပြောနေသလိုပဲတပွဲပဲကြံတော့တာဖြစ်တဲ့အတွက်ကိုဒီနှစ်ပွဲကိုတော့ကျွန်တော်ရှိသမျှ energy တွေသုံးပြီးတော့ရှင်ပြိုင်ကစားဖို့လိုအပ်ပါတယ်ဆိုတော့အဲပြီးခဲ့တဲ့ဝက်ဆန်တင်းရဲ့ပွဲစဉ်ကကျွန်တော်သုံးသပ်ခဲ့သလိုပဲပေါ့နော်ဂိုးပြတ်မပြတ်ကကျွန်တော်တို့အတွက်အရေးမကြီးတော့ဘူးအဓိကကတော့အနိုင်သုံးမှတ်ကပဲချန်ပီယံဖြစ်ဖို့တော့အရေးကြီးပါတယ်ပြီးတော့ injury ကစားသမားတွေမရဘူးနဲ့ပေါ့နော်ပြီးရင်ကျွန်တော်တို့မြင်ကျင်တဲ့ အာ brother တို့မြင်ကျင်နေပေါ့နော်ကစားသမားတွေရဲ့ twin ကိုတွေကိုမြင်တွေ့ရမလားပေါ့နော်ဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းပါလေ okay ပါဒီ boysing ကတော့ကျွန်တော် liverpool အတွက်နိုင်ရရှိမယ်လို့လည်းယုံကြည်ပါတယ်ကျွန်တော်ကတော့ကိုရလက်အနေနဲ့ဆိုလို့ရှိရင်တော့ liverpool အတွက်အနေနဲ့ပေါ့နော်ဒါ2-0ဆိုတဲ့ရလက်မျိုးသူမဟုတ်အာ3-1ဆိုတဲ့ရလက်မျိုးလောင်းနဲ့နိုင်ရရှိသွားမယ်ပွဲစဉ်လို့တော့ထင်ပါတယ်ဒီ boysing ကိုတော့ super sunday ရဲ့ည10:00နာရီမှာအားလုံးပဲစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျဆိုတော့ကျွန်တော် liverpool fan ကြီးကိုတွေပေါ့နော် comment box လေးမှာလည်းအမြင်လေးတွေကိုဝင်ပြပေးသွားကြကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ